ကိုနဲ့နှစ်သားတဲ့တတိကချင်းနဲ့ပတ်သက်ပြီးတပည့်တော်နားလေတဲ့လောက်အကြောင်းအကျိုးဆင်ခြင်တဲ့နေရာမှာဆင်ခြင်နေရာမှာကိုပြောတာလားဗျာတဲ့ဒါအပြင်အသေးစိတ်ဥပမာလေးနဲ့ရှင်းပြပြီးတော့မူပါဗျာအော်ဟုတ်ပါပြီဒါအဲဦးဇင်တို့ရဲ့တရားစခန်းဒါဆိုကိုနဲ့နှစ်သားဘာကြောင့်ကိုနဲ့နှစ်သားလို့ပြောထားလဲဆိုပြီးတော့ဦးဇင်တို့ရဲ့ဘာလိစာပေမှာ ကလေးတွေကယဟန်တာမဲ့ဖို့ရောက်ရကြတယ်ဆိုလို့ရှင်အမြဲတမ်းခုနှစ်နှစ်အရွယ်ရှိပါတယ်နော်ကျောင်းနဲ့အရွယ်ကလေးတွေဦးဇင်းသူစာပေးမှာယဟန်တာမဲ့ဖို့မှာမရကြပါဘူးတကယ်တော့တခြားမဲ့ဖို့လည်းမရမရောက်ရကြဘူးအာအငယ်ဆုံးခုနှစ်နှစ်နော်အငယ်ဆုံးကတော့ခုနှစ်နှစ်အဲ့တော့မြတ်စွာဘုရားက main တော်မူပါတယ် အဲ့တော့ Nesafia က main တမှုပါတယ်တကယ်တော့နေပန်ရောက်ရချင်းတဲ့ဆိုရင်တနည်းတည်းပဲရှိပါတယ်တဲ့တနည်းတည်းပဲတဲ့အဘာနီလဲဆိုတော့တတိပဋ္ဌာန်၄ပါတဲ့ဒါဆိုခုနှစ်နှစ်သားကယဟန္တာမေဖို့ရောက်ရတဲ့ဆိုရင်ယဟန္တာမေဖို့ဘက်ကလည်းနိလန်တခုတည်းပဲတတိပဋ္ဌာန်ဖြစ်တဲ့ဆိုရင်အဲ့လိုဆိုရင်ဒီခုနှစ်နှစ်သားကတတိပဋ္ဌာန်ကိုအထောက်ရတာပေါ့နော်အဲ့တော့ ကိုနေနေတာအယူအမတိုက်ခင်သဆော6နှစ်9နှစ်၄နှစ်မြမယဟန်တာတွေမရှိဘူးဆိုရင်တော့ဦးဇင်းတို့စာပေမှာတော့မတွေ့ရပါဘူးဆိုရင်တော့အဲ့လိုဆိုရင်တော့သူတို့ကတရပဋ္ဌာန်းအတိုင်းအာမထုံနိုင်ဘူးဆိုတာဒါဦးဇင်းရဲ့ကောက်ချက်နော်မမမှတော့မသိဘူးပေါ့နော်ဒါပေမဲ့ဦးဇင်းရဲ့ယူဆချက်ကတော့ခုနှစ်နှစ်အောက်ကိုမရှိမတွေ့ဘူးဆိုလို့ရှိရင်အဲ့လိုဆိုရင်ခုနှစ်နှစ်အောက်ကိုမရနိုင်ဘူးလို့ဦးဇင်းကဆိုရင်းပါတယ် အဲဒါကြောင့်ဥစဉ်ကခုနှစ်နှစ်အရွယ်တတိလို့ခေါ်ပါတယ်ဘယ်လိုမျိုးတတိလဲဆိုတော့တတိပဋ္ဌာန်သုတ်တတိပဋ္ဌာန်သုတ်မှာတွေ့ရတဲ့တတိကိုပြောတာနော်အဲ့တော့ဥစဉ်တို့မှာတတိပဋ္ဌာန်သုတ်မှာတတိကိုကြည်လိုက်မယ်ဆိုလို့ရှင်သူကအဲဒီကံပတနာဝေဒနာပတနာစေတနာပတနာဓမ္မပတနာမှာလိုအပ်ပြီးနောက်ထတတိငါးချက်ရှိသေးတယ်နော်တတိမှာပြည့်စုံရတဲ့ငါးချက်နော်အဲ့တော့အဲ့ဒီငါးချက်ပြည့်စုံမှာပဲ တကယ်တည်းကမေးတယ်။ဒီငါချစ်ကမပြေဆုံးဘူးဆိုလို့ရှိရင်တကယ်တည်းမကပ်ရှိပါဘူး။အဲလိုဆိုဒီခုနှစ်နှစ်အရွယ်သားတွေကလည်းဒီငါချစ်တည်းကိုလည်းကတ်တတ်တယ်ဆိုပြီးတော့ဥစဉ်ယူဆချက်ပေါ့။ဘယ်ငါချစ်လဲဆိုပြီးတော့ပထမအဖြစ်အခုဖြစ်နေတဲ့ပြင်နေတဲ့အာပစ္စုပန်ဆိုတဲ့အခုခန္ဓာလေးကိုတည်တတ်တယ်။နော်ဆိုအခုဖြစ်နေတဲ့ဟာကိုတည်တတ်တယ်။ဒါဆိုအဲ့ဒီစပါဆို ဝင်လေချွေးလေးကိုအခုဒီခဏမှတည်တတ်တယ်နော်ဆိုတော့ဝင်လေချွေးလေးကိုတည်တတ်တယ်မကားသိဘူးနော်ဒီခဏမှတည်တတ်တယ်နော်ဝေဒနာတွေကိုစပါစုချမ်းသာတဲ့ခင်စားချက်ဒီခဏမှတည်တတ်တယ်ချမ်းသာတယ်ဆိုပြီးတော့မကားသိပဲဒီခဏမှတည်တတ်တယ်နော်ဇေရာကပထမအချက်ပြီးတော့နောက်ထပ်၄ချက်ရှိသေးတယ်တံပစင်၄ပါးလို့ခေါ်ပါတယ်နော်အဲ့တော့အဲ့ဒီနေရာမှာဥစဉ်တော့မှာသတ္တကတံပစင် တပယတံပဇင်ကိုစရတံပဇင်နဲ့အတ္တမောဟတံပဇင်စရာ၄ပါးရှိတယ်။အတ္တကတံပဇင်စရာအကျိုးကိုတည်တယ်။ဘာကြောင့်ဒါတွေလောက်တာလဲ။ဘာအကျိုးရှိမလဲဆိုပြီးတော့တော့ကောမုံမုံတင်နေရတယ်။နော်။ဒီဟာကအာနိဗ္ဗာန်လမ်းအလုံးဖြစ်ပါသလားဒါမှမဟုတ်အဇန်လမ်းဖြစ်ပါသလားဒါမှကုတောဖြစ်ပါသလားအကုတောဖြစ်ပါသလားဆိုပြီးတော့အကျိုးကိုတင်နေရတယ်။ ပြီးတော့တပိုင်တံပစံစရာတန်တော်ရာကိုတင်နေရတယ်နော်ဒါဆိုဒီဟာကတန်တော်လားမတန်တော်ဘူးလားဒါပေမဲ့ဒီနေရာမှာတန်တော်တယ်ဆိုတာအာကိုရဲ့ကမ္မထံတူတဲမှုနဲ့တန်တော်ပါတလားဆိုတာကိုပြောတာနော်ဒါဆိုဆုံးကံကြွားမစင်ဆုံးကံကြွားမနေရအဲ့ဒီမှာဆုံးကံကြွားမဆိုရင်ကိုရဲ့တရားတိုးတဲမလားမတိုးတဲဘူးလားဆိုပြီးတော့တရားနော်ပြီးတော့အာ ကိုနေကိုနေတဲ့နေရကိုနေတဲ့နေရအဆောင်အကြောင်းဆောင်ဖြစ်စီတော်တော်ရတော်ရဘယ်လိုအဆောင်လေးကြောင်းဆောင်ဖြစ်တဲ့ဆိုရင်အဲ့ဒီဟာကကိုယ့်ရဲ့တရားထုတ်တဲ့မှုနဲ့ညီပါတလားမညီဘူးလားဆိုပြီးသိရမယ်ပေါ့အဝါတော်ကဆရောဘတ်တန်ပုဂ္ဂလဘောစနာဥတုအေရပထောတေတတေတေအတပိုင်ဝီဝီစီဒါဆိုဒီခုနှစ်ချက်ကိုအာမကန်အောင်တန်တော်အောင်စဉ်းစားတာဆိုနေတဲ့နေရာ ဆုံးမကြတဲ့နေရာအာစကားပြတဲ့စကားအလူတွေကိုကိုနေတဲ့ပုံကျင်မှာလူတွေပြီးတော့စားစရာပြီးတော့ area ပေါ့ပြီးတော့အဥတုဆိုတဲ့ပူလာအေလာဆိုပြီးတော့အဒီဟာအပူချိန်ကိုလည်းအတန်တော်အောင်စံစားရတဲ့တန်တော်အောင်ပေါ့တော့ဆိုဒီခုနှစ်ချက်ကတန်တော်အောင်လုံးနိုင်ပြီဆိုလို့ရှိရင် season နိုင်ပြီဆိုလို့ရှိရင်အဲ့ဒါဆိုရင်တပါတံပစံလို့ဒီပါတယ်နော် ီတော့ဂောဆရတံပစင်ကဥစဉ်တဲ့အရေးကြီးဆုံးဒီငါချဲမှဥစဉ်ကတော့တဲ့ပထမနဲ့စရုပ်ထကအရေးကြီးဆုံးဂျန်တဲ့ဟာဒီတဖြည်းဖြည်းချင်းတူတက်ပြလို့ရတယ်ဒါပေမဲ့ဒီအာပထမနဲ့စရုပ်ထဟာပြည့်စုံတဲ့ဆန်တူတော့ကောင်းတယ်အဲ့တော့စရုပ်ထကဘာလဲဆိုတော့ဥစဉ်တို့ကကမ္မထံကိုနားလဲနော်ဂောဆရတံပစင်ဆိုပြီးတော့ကိုယ်ကဘာတိအထုမလဲဘယ်လိုအထုမလဲဆိုပြီးတော့တေတေချာချာနားလဲရအောင် ဘယ်လိုကမ္မထံအထွေရမလဲဆိုတော့ဘုံဘုံမနားလဲတော်တော်များများတက္ကရကမ္မတွေကဆေရစီမှာကမ္မထံရပြီးတော့နားမလဲဘူးဘာတွေလုပ်ရမလဲမသိဘူးအလစင်ကောဆရတံပစံလဲမရှိတော့ဘောအလစင်ဘလိုတူတယ်မလဲဘောမရအောင်နောက်ဆုံးအတ္တမောဟတံပစံမှာအနှစ်ချက်ရှိပါတယ် เนาะအတ္တမောဟတံပဇံမှာဥဇင်းဥစာပေမှာနှမျိုးရှင်းပြတာတွေ့ရတယ်။အဲ့တော့အတ္တမောဟတံပဇံဆိုတာမောဟမရှိတော့ကောင်းကောင်းမွန်မွန်တည်မြဲခြင်းဒီမဲ့ဒီနီယာမှာပြုချင်တာကသစ္စာ၄ပါးကိုတည်ခြင်းပြီးတော့ကိုယ်မှာတတိရှိတာကိုတည်ခြင်းဒါဆိုဒုတိယအဆင့်တတိပေါ့ဆိုဥဇင်းတို့ကပထမအဆင့်တတိဒုတိယအဆင့်တတိဥဇင်းတော့ကွဲခြားတယ်เนาะအဲ့ဒါရှုအမှန်တော်ရမှာဆေတော့ဥတ္တဇနီယာ ရှင်းပြတဲ့အတိုင်းဥစဉ်ကအဲ့လိုနားလဲတဲ့ဒါပေါ့ပေါ့ယောဂီတွေမှာတော့အကျိုးအမြတ်ရှိတဲ့ဥစဉ်ပေါ့ဥစဉ်ရဲ့ဓမ္မထံမှာလည်းအကျိုးအမြတ်ရှိပါတယ်ဘယ်လိုလုပ်လဲဆိုပြီးတော့ဒါဆိုပထမ ascent the day ဆိုတာဘာတွေလုပ်နေလဲဆိုတာသိတယ်ထိုင်လားစဉ်းစားရှာလားနော်ဘာတွေလုပ်လဲဆိုတာသိရမယ်စကားပြောလားလက်ကိုဆမ်းလား꿰လားဆိုတော့ကိုယ်ကလုံးနေတဲ့ဟာကိုသိရဒါဆိုတာကပထမ ascent နော်ဒါမှမဟုတ်ချမ်းသာတဲ့ခင်စားချက်လားစင်ရတဲ့ခင်စားချက်လား ဒါမှမဟုတ်လောဘစိတ်ဖြစ်လာဒေါသစိတ်ဖြစ်လာအဲ့ဒါအကုန်လုံးပထမအဆင့်တတိနော်အဲ့တော့ဦးဇင်းတို့မှာထပ်ဒုတိယအဆင့်တတိရှိသေးတယ်နော်ဒုတိယအဆင့်တတိအဲ့တော့ဒုတိယအဆင့်တတိကပထမအဆင့်တတိရှိမရှိဆိုတာကိုသိရတယ်ဒါဆိုငါမှတတိရှိလားမရှိဘူးလားဆိုပြီးတော့ဦးဇင်းတို့ကသိနေရမယ်နော်တကယ်တော့လက်တွေ option ဆိုလို့ရှိရင်တော့အဲ့ဒါပထမတတိရှင်းရှင်းလင်းလင်းရှိနေတဲ့အခါမှာဒုတိယအဆင့်တတိဖြစ်သွားတယ် ဲရှင်းရှင်းလင်းလင်းတည်မြဲတာကိုကျွန်တော်ကဦးစင်ကဒုတိယအဆင့်တတိလို့ခေါ်ပါတယ်နော်တကယ်တော့ဒုတိယအဆင့်တတိလို့မခေါ်လဲစင်ပြပါတယ်အဓိကတော့ဒီပထမအဆင့်တတိကောင်းကောင်းမွန်မွန်ရှင်းရှင်းလင်းလင်းတည်နေရနော်ငါမှတတိရှိလားမရှိဘူးလားအကောင်းကောင်းရှင်းရှင်းလင်းလင်းတတိရှိနေတယ်နော်အဲ့တော့ဦးစင်ကဒုတိယအဆင့်တတိကိုတခြားဘာသာရေးတွေမှာမတွေ့ရပါဘူးပထမအဆင့်တတိကိုတော့တွေ့ရတယ်နော်တခြားဘာသာရေးတွေမှာလည်း သိတယ်လေ။အော်တန်းကအလုံးဆိုးလုံးချင်လားအလုံးဆိုးတတိကရမယ်အလုံးဆိုးမကောင်းဘူးဆိုတော့တတိထားရမယ်တဲ့နော်။အလုံးကောင်းလုံးချင်လားတဆတတိထားရမယ်နော်။ဖျားသခင်ကိုရှိကုန်လားဆိုတတိထားရမယ်ဒါတခြားဘာသာရေးတွေမှာပထမအဆင့်တတိရှိတယ်။ဒုတိယအဆင့်တတိမရှိတော့ပါဘူး။နော်။ဆိုဒုတိယအဆင့်တတိဆိုတာကတတိရှိလားမရှိဘူးလားဆိုပြီးတော့သိနေရမယ်နော်။ဦးဇင်းတို့ကဒုတိယအဆင့်တတိကို Bosenga Brooklyn. Um uh Tambosen. Bosen Bosenga Papa Hotel. Bosenga Papa Tribatan Tho Dhammanu Patana Ma Uzenuga Achin Nga Chin Tui Ya Bade. Ari Ma Bosenga Papa So Dai Bosen Ne Patat Dai Akhan Ni Shi Bade. Ari Ma Bosen Khune Pa Go Titikat Chin Tui Ya. အဲ့တော့အဲ့ဒီမှာဦးဇင်းတို့က တတိဓမ္မဝိစယဝီရိယပိတိပတ္တိတမထိနဲ့ဥပေက္ခဆိုတဲ့ပုံစံခုနှစ်ပါးကိုဘယ်လိုတတိကရမလဲဆိုပြီးတော့တွေ့ရတယ်။အဲ့တော့ပထမပုံစံဆိုတာတတိအဲ့တော့မြတ်စွာဘုရားက main တုံးတဲ့တတိကိုဘယ်လိုသိရမလဲတတိရှိတယ်ဆိုရင်ရှိတယ်လို့သိရမယ်တဲ့တတိမရှိဘူးဆိုရင်မရှိဘူးလို့သိရမယ်တဲ့နော်တတိကိုပွားနေပြီပွားနေပြီဆိုရင်ပွားနေပြီပွားနေပြီလို့သိရမယ် တတိမြဲနေပြီမြဲနေပြီဆိုရင်မြဲနေပြီမြဲနေပြီလို့တည်ရမယ်တဲ့ဒါဆိုတော့ဦးဇင်းမှာတတိတံပိုးစံကိုလေးနည်းနဲ့တည်ရမယ်တဲ့ဒါဆိုဒီဟာကဒုတိယအဆင့်တတိပါပဲနော်တတိရှိမရှိဆိုတာကိုသိချင်းနော်ဘုံစံဘုံစံကပပအတိုင်းပြုချင်းနဲ့ဆိုလိုက်ရပါတယ်နော်လောမမြတ်စွာဘုရားမှာတိတ္တအဆုံးအမပြဋ္ဌာန်းချက်ဖြစ်နေပါတယ်ဒါဆိုအရာက တတိငါချက်နော်ဒါဆိုအခုပြစုပ်ပခဏအခုဖြစ်နေတဲ့ခဏကိုသိနေရမယ်ပြီးတော့အကြောင်းကိုသိနေရမယ်တန်တော်တာကိုသိနေရမယ်ကမ္မထံကိုကောင်းကောင်းမွန်မွန်နားလည်ရမယ်ပြီးတော့ကမ္မထံနီလန်ကိုကောင်းကောင်းမွန်နားလည်ရမယ်ပြီးတော့ဥစဉ်တို့ကသစ္စာလေးပါးကိုလည်းသိရမယ်ဒုတိယအဆက်တတိဖြင့်လည်းပထမတတိရှိမရှိဆိုတာလည်းသိနေရမယ်နော်ကျွန်တော်တော်ရှုံးနေပါပြီပေါ့ဒါမဲ့ တကရကမရုကကမထန်းကိုကောင်းကောင်းမွန်မွန်နားလိုက်ပြီဆိုလို့ရှိရင်အခုဒီခဏမှာစေဝန်တစာရှုနေတယ်ဆိုလို့ရှိရင်အစဉ်ပြေတော့ပြီအဒီကြံတဲ့ဟာပါသွားပြီနော်ပညာတော့ရှိရမယ်ပေါ့ဘယ်မှာနေလဲဘာတွေလုပ်လဲဘယ်သူနဲ့စကားပြောလဲဆိုပြီးစီကံလဲရှိရမယ်ပေါ့အဒီဟာအတွက်တရားစခန်းတရားရိပ်သားဆိုတာရှိတယ်တရားရိပ်သားတွေမှာဒီတပ္ပယခုနှစ်ချက်ပြေဆောင်အောင်စီစဉ်ထားတာ ရှိလိမ့်မယ်။အဲ့ဒါဆင်အဲ့လိုတက္ကရာကမရုကအဲ့ဒီခုနှစ်ချက်ကိုသိစမ်းစားစရာမလိုအပ်ပါဘူး။နော်တခြားယောဂီတွေနဲ့များများစကားမပြောအောင်အာပြီးတော့ဟိုအဲ့ဒါလောက်ပဲ။တခြားယောဂီတွေနဲ့များများစကားမပြောအောင်ဧရိယာပုတ်ကိုတည်ထားအောင်ဆိုတော်တော်ကြိုးစားအောင်လည်းကြံတဲ့ဟာတော်တော်အဆင်ပြေသွား။ဒါဆိုအဲ့ဒါကအခုနှစ်တအရွယ်မှာဒီဟာတိုင်ရမယ်တကြွရမယ်နော်မလွယ်ဘူး ခုနှစ်ခုနှစ်နှစ်အရွယ်မှာဘယ်သူလုံးနိုင်မလဲပေါ့ဒါပေမဲ့လုံးနိုင်မဲ့ပုံကိုရှိတဲ့ဆိုလို့ရှိရင်ဒီဟာခုနှစ်နှစ်ဆိုတာအနည်းဆုံးအနော်အနည်းဆုံးခုနှစ်နှစ်မှာအာဆွမ်းနိုင်မယ်ပေါ့ခုနှစ်နှစ်အောက်အရွယ်ဆိုရင်တော့မဆွမ်းဘူးလို့ဦးစင်ကဆိုရင်းပါတယ်ဆိုတော့အဲ့ဒါကြောင့်ခုနှစ်နှစ်အရွယ်တတိလို့ဖော်ပါတယ်ဒီလို ဲ့ဒါဆိုလို့ရှိရင်မေးမေးစရာရှိကြသေးတာမသိမေးဖို့အဲ့ဒါဆိုရင်လေးစင်ပြတပြည့်ရသိရှင်တာလေးဒီတတိကိုတတိကိုလည်းဒီဘောစင်ခုနှစ်ပါအတိုင်းဒီတတိရှိရမယ်ဆိုပြီးတော့ထပ်ပြီးတော့သိရတယ်ပေါ့ဒီဒုတိယအဆင့်တတိလေး ဒုတိယအဆင့်တတိအနေနဲ့တတိရှင်းရှင်းလင်းလင်းသိသွားပြီဆိုလို့ရှိရင်အဲ့ဒါမျိုးဆိုရင်နောက်ထပ်အဲ့လိုမျိုးသစ္စာ၄ပါးကိုစက်တည်တာအဲ့လိုမျိုးကိုလည်းဘယ်လိုဆက်ဆက်ဆက်ပြီးတော့တည်နေတာကိုပြောချင်တာကနောက်ပြီးကြတော့ဒီပြီးတော့မဆိုင်ဘောနော်အဲ့ဒါအဲ့လိုမဖြစ်နိုင်ဘူးလေအာသစ္စာ၄ပါးကိုဆင်ချင်မဆိုလို့ရှိရင်အဲ့လိုဆင်ဒီတခြားဟာဆင်ချင်လို့မရတော့ဘူးအဲ့ဆိုပါဆိုဦးဇင်းတို့ကခနာကိုမှအာဓာကြီး၄ပါးဆင်ချင်လိုက်မှာပေါ့ ော်ဓာကြီးလေးပါဆင်ချင်းချင်းကိုဝိပဿနာလို့ခေါ်ကြတယ်။အဲ့ဆင်ဓာကြီးလေးပါကိုဘယ်လိုဆင်ချင်းလဲပေါ့။ဒီစာလေးပါကိုဆင်ချင်းနေရင်လည်းဓာကြီးလေးပါအဲ့လိုဆိုဆင်ချင်းမဖြစ်ဘူး။ဆင်ဓာကြီးလေးပါဆင်ချင်းနေရင်လည်းအဲ့လိုဆိုရင်ဒီစာလေးပါမဆင်ချင်းမဖြစ်ဘူး။နော်ဒီစာလေးပါကိုသိနေရမယ်လက်ခံရမယ်အဲ့လိုဆိုရင်အတ္တမောဟတံပဇံတမျိုးပြီးဆုံးသွားပါပြီ။နော်အခုပိစုပန်ခန္ဓာမှာအတ္တမောဟတံပဇံဆိုရင်တော့ ဥစဉ်တို့ကတတိရှိမရှိဆိုတာသိနေရမယ်အဲ့ဒါပဲဟုတ်တယ်မအဲ့ဆိုလို့ရှိရင်ဒီအနေစာဒုက္ခအနတ္တဒီအတုပတုပလို့သိနေတာရောအဲ့ဒါမျိုးတတိကိုကြာတော့ဘယ်ဘယ်လိုတတိမျိုးလို့ခေါ်လဲပြအရာကကမ္မထံပုံမူတည်ပါတယ်နော်အဲ့တော့ဥစဉ်တို့ကကာယ ानु ပတနာအနေနဲ့အာထုမဲ့ဆိုလို့ရှိရင်လောစင်အဒီမာတုပအတုပဆရာလှရမလှရဆရာတင်နေရတယ် ¿no? Uzinduga uh, sopazo Uzinduga sopazo dwara chaupa mesina nasha yone sei dwe go tatika me solution edi ma anaisa dukkha anatta popi shin shin lan lan tin niya so elo kamathan paw mu tv uzinduga edi lakkhana dwe phisi disa dwe phisi da maho uzinduga uh, um နိဗ္ဗာန်အတူဖြစ်စေခင်တာခင်တာငါးပါးဖြစ်စေဦးဇင်းတို့ကကမ္မထံပုံတည်ပြီးအထုလိုက်ပြီးတော့အဲဒီမှာသက်ဆိုင်တဲ့တရားတွေကိုသင်နေရပါတယ်ဒီမှာပြသဘောပေါက်တယ်